ော်တော်ဒီခရီးကစားဝင်လေးပါဒီတိုက်ခန်းတွဲမှာနေတဲ့မိသားစုတွေရဲ့ခရီးတွေလာကစားတာများပါတယ်အဲဒီလူငယ်တွေလည်းဒီမှာလာထိုင်ပြီးတော့အကစားလုပ်တာရှိပါတယ်လူကြီးတွေလည်းလာလုပ်ကြပါတယ်ဒီအပန်းကြီးထိုင်လို့နေရာလည်းရှိပါတယ်နေရာပန်းချံတွေလုပ်ပေးတာပါတယ်ပြင်းအဲဒီချမ်းဒီကွင်းရဲ့ပြင်ပမှာတော့ပန်းလေးတွေစိုက်ထားပါတယ်ပြင်မှာပန်းဝင်လာလာနေစိုက်ထားပါတယ် ကိုရီးယားမှာဒီအဆောင်အုံတွေဂျားထဲမှာလည်းဒီပိန်လေးတွေလမ်းပေါ်မှာစိုက်ထားတာရမ်းမိုက်ပါတယ်ကြည့်လိုက်ရင်သူကအပိန်လေးတွေနေရာတိုင်းလို့ရှိနေပါတယ်ပြီးရင်ပန်းချန်သေးသေးလည်းနေရာတိုင်းမှာရှိပါတယ်ပြီးတော့သူကမြေအပူအလော့တွေမှာလည်းအဲ့ဒီပန်းချန်တွေထားပြီးတော့ပါတယ်တချို့ကတော့မြေခွဲပိုင်တွေကတော့သူတို့ရဲ့မြေလော့တွေမှာဒီပန်းလေးရမ်းလာပါတယ်မြေလော့တွေမှာအဲ့ဒီသူတို့ရာသီဘော်လေးတွေစိုက်ကြတာများပါတယ် ိုရီးယားမှာအဲ့ဒီပင်းနေရန်ဆိုင်ကြပါတယ်။အာဒီတိုက်ခန်တိုက်တန်တွေလူတွေကတော့ဒီမှာလာပြီးတော့ခလေးတွေအပန်းဖြေကစားကြတာပေါ့နော်။အာကွေးလေးလုပ်ပေးထားပါတယ်။ဒီမှာပါတော့ခလေးတွေကစားနေတာပါ။ဒီပန်းချန်ထဲမှာတော့ဆင်းလေးတွေပါရင်တောင်းလို့ရပါဘူး။သူတို့ကိုရီးယားနိုင်ငံမှာဆင်းလေးတောင်းမယ်ဆိုရင်ဆင်းလေး ောက်တဲ့နေရာအထက်ရှိပါတယ်။ smoky area ဆိုပြီးတော့ဆုံးရှိပါတယ်။တော့နေရာတိုင်းမှာရက်ပြီးတောင်းလို့ရပါဘူး။ဒီ view point တွေကနေရာတော်တော်များများရှိပါတယ်။ land ထွယ်လေးမှာလည်းအာ land ကြီးလေးမှာလည်း view point တွေရှိပါတယ်။အဲ့ဒီခွင့်ရပြပမာအဲ့ဒီ family နေဆိုင်တော့ဒါကတော့ taxi gate ပါ။ taxi စုံငန်းချမ်းလို့ရေးတော့ပါတယ်ဒီမှာကျွန်တော်တို့ကိုရီးယားစာသင်တော်ကဒီနေရာတွေပါပါတယ်လက်စီစတန်ပြီးတော့အဲ့တော့မိုက်ပုံတွေပါ ပြီးရင်ဟိုးရှိမှာတော့ဘတ်စကာမတ်တိုင်ပါဘတ်စကာမတ်တိုင်နဲ့တက်စီမတ်တိုင်နဲ့နှီးပါတယ်အဲ့ဒီနေရန်တော့ပါတယ်ကိုရီးယားမှာအရင် ရာသီအလိုက်အပင်လေးတွေစိုက်ထားပါတယ်။အဲ့တော့ຫນွေဥရာသီမှာပြင်းတဲ့ဘန်းလေးတွေပေါ့နော်။ပင်လေးတွေပါ ဆောင်းဥမော်ဆိုလည်းဆောင်းဥလိုက်ပန်းနေရှိပါတယ်ဒါတော့ကျွန်တော်စီးသွားလို့ရပါတယ်ကျွန်တော်ရောက်တဲ့နေရာမှာထားခဲ့လို့ရပါတယ်ပြီးသူတို့ပြပြန်လာပြီးတော့ပါတယ်ခုကျွန်တော်မတ်ကိုသွားပါဘောနော်ခုကကျွန်တော်အဲ့ဒီစပင်းညံဆိုင်ရနေအပြင်ပါပါ လမ်းတွေဘာဖြတ်ကြည့်ရင်လူကူမြင်ကြတာနေကိုရင်အရင်အောင်ပါလေအဆင်ပြေပါလေအနေကင်းပါလေဘဘာဖိဆောနယူပါအဲ့တော့ဘန်ပါ NH ဘန်ပါအဲ့ဒါဘန်နဲ့တွဲပြီးဖွင့်လာတဲ့မတ်ပါဖိဆောနယူရောဟာနာမတ်တူနေတာပါလေဘန်နဲ့တွဲပြီးတော့ဖွင့်လာတဲ့အဲ့ဒီမတ်ပါမြန်မာလူရောဈေးဆိုင်ပေါ့နော် အဲ့ဒီမှာလမ်းဘေးမှာလည်းအဲ့ဒီကားလေးနဲ့အဲ့ဒီချက်ကင်လို့ပေါ့စီလို့လာရောက်ပါတယ်အဲ့ဒီမှာဝယ်စားလို့လည်းရောက်ပါတယ်အဲ့ကျွန်တော်အမေနဲ့ရတဲ့မတ်တယ်ပေါ့ပါပါအားလုံးပဲကောင်းကောင်းနေလေးပါ